အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒီနေ့ညနေမှာဒါကျွန်တော်ထုံးဝမ်းတိုင်းဒီညနေည9:00နာရီဒါကျွန်တော်တို့ space ကို Chelsea တောင်ပြည့်ပေးအောင်ဖြစ်နေ။အဲ့တော့ဒါမနေ့ညကတာ club walk ရဲ့ဒါကျွန်တော်တို့ အပြောင်းရွှေ့ပိတ်ရမတိုင်ခင်မှာဖြစ်ပျက်သွားတဲ့အဖြစ်တစ်ခုရဲ့လက်ရှိမှာချက်စီးတဲ့နဲ့ဘာဒီကိုဘလို့ focus ဆုပ်သွားမလဲဆိုတော့ဇာလီနည်းနည်းလေးဒါကျွန်တော်ဆွေးနွေးမှာပေါ့အဲ့တော့ဒါသိကြတယ်မဲ့ချက်စီးအသိနေတာကျွန်တော်လက်ရှိမှာမထေမှတ်တာဒီဒါ club wallet တွေမှာဖြစ်သွားခဲ့တယ်ဒီကို club wallet ဒါ transfer တွေမှာဖြစ်သွားခဲ့တယ်အဲ့ club wallet transfer တွေမှာကိုပဲချက်စီးအသင်းပရိသတ်တချို့အနေနဲ့ club wallet မှာလက်ရှိဂိုးသမားတွေမှာပါဒါတချို့ကစားသမားတွေကဒါကျွန်တော်တို့ petrol face ဆိုလက်ရှိမှာချက်စီးအသင်းနဲ့ဒါ မပုံမတင်တော့ဘူးပေါ့နော်အဓိကခုနကပြောတဲ့ကစားသမားကိုရောင်းချခြင်းနဲ့မပုံမအဲ့ပြတဲ့ရောဘတ်ဆန်ချက်စ်ကနံပါတ်1ဂူသမားဖြစ်လာမှာအဲ့ဒီကိစ္စတွေအကြောင်းကိုနည်းနည်းလေးပြောအောင်ဒါပေမဲ့ပထမအဆုံးဒါကျွန်တော်တို့ဘိုရီချာဒေါ်မွန်ရဲ့ဒါပုံမလင်းပြောမှာဆိုတောက်ကျင့်နည်းနည်းမကောင်းတဲ့အကြောင်းနည်းနည်းလေးပြောအဲ့တော့သူများသိအောင်ပြောရခဲ့ပါရဲ့ဒါပေမဲ့ဘိုရီချာဒေါ်မွန်မှာစောက်ကျင့်တစ်ခုရှိရသေးလားသူများစီကကစားသမားဝင်မယ်ဆိုတော့ဒီကောင်ကြီးတော့စောက်ရမ်းစေးစတာဒီကောင်နေပဲရှိအေးဒါပေမဲ့ တို့လောက်ရောင်းပြီးတော့တို့လောက်ပကွေရစည်းတင်တာဒီတိုင်းအဲ့တော့ scenario နည်းနည်းခင်ဗျားတို့ပြောပြအောင်ရုတ်တက်တာကျွန်တော်နားလေအောင်ပေါ့နော်ကျွန်တော်လည်းဒီနေ့ညနေပိုင်းမှာဒါကျွန်တော် transfer news လေးတွေဟိုကြည့် DG ဟိုဖက်ဒီဖက်ဖတ်နေတယ်ကိုလည်းနည်းနည်းပမာနားလေရအောင်တင်းတင်းချာချာတာ Jimmy Gidin ရဲ့အပြောင်းအရွှေ့ကျွန်တော်ကြည့်ခဲ့တယ်အဲ့တော့ချက်စင်းတင်းကတာမနီကရှင်းတယ်ဗျာတို့အနေနဲ့တို့လည်းအမြန်လူနေတယ် club ball ကမတိုင်ငယ်ဒီကစားသမားကိုတို့နဲ့မြန်မြန်ဆက်ဆက်ခေါ်ခြင်းနဲ့ဒါ club ball ကအသင်းတွေတို့ကဒါတရက်နေရက်10ရက်နေထီဒါ international transfer တဖွင့်ခဲ့တယ်။ချက်စီးသီးနဲ့ဒီညမှာတိုက်စစ်မှုလီယမ်ဒလပ်ကိုခေါ်ယူနိုင်ခဲ့ပြီးတော့တောင်မှမှာသူတို့နဲ့ဂျီမီဂစ်ဒင်းစ်ကိုအမိမနေ့ကဒါဘလောက်တိအောင်သူတို့ချက်စီးသင်းကဒါလိုက်ရောပေးခဲ့တယ်။မမေ့ရဂျီမီဂစ်ဒင်းစ်အတွက်ပထမအောင်ဆုံးဘူဒူချာဒေါ်မွန်ကတောင်းဆိုခဲ့တာယူရိုတန်း90เนาะ။ဘာကျွန်တော်အဲ့ဒါကိုဘာလို့မှတ်မိလဲဆိုတော့ဒေးဗစ်အော်စတိန်နေနဲ့ဒါပထမအောင်ဆုံးသူ့ရဲ့ဒါဂျီမီဂစ်ဒင်းစ်ရဲ့ဒါ Chelsea ရဲ့ tweet မှာဒါ Borussia Dortmund ဘက်ကတော့ဒါကျွန်တော်တို့ပထမဆုံး Chelsea ရဲ့အသင်းရဲ့ Euro 35တန်းကိုညင်းပယ်ပြီးသူတို့နဲ့ Euro 90ကိုပဲ stand firm လုပ်နေတယ်ဆိုတော့အဲ့ဒီစာကြောင့်ကျွန်တော်မျိုးဘာလို့ကျွန်တော်ဒါ ဘာဖြစ်လို့လဲဆိုတော့ Athletic UK ကနေပြီးတော့အဲ့ဒီစာကြောင်းကိုကျွန်တော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 ်တင်ချဖတ်တဲ့တည်းမှာပါအဲ့တော့ Athletic UK ကဒါတလောက်1.99ပေးရအင်မတန်မှတန်နေတာကျွန်တော် transfer news ပါဘောနော်ကိုဒီပြန်ရတာနဲ့ပြန်စားရင်တကယ်တော့ဒါမမေ David Austin ပြောခဲ့တာမှတ်မိတယ် ချက်စီတင်နေတာပထမဆုံးဒါကျွန်တော်ယူရိုတန်30 plus 5တန်ယူရို35တန်နဲ့ package ဒါကန့်လန့်တဲ့ချိန်မှာတစ်ဖက်ကတော့ဒါကျွန်တော်တို့ Borussia Dortmund နဲ့ယူရိုတန်50ကိုဒါကျွန်တော်ရက်တည်နေပြီးတော့ဒီဟာတက်ပို့ပြီးတော့မတို့လို့ထုတ်မှာမဟုတ်ဘူးဒါပေမဲ့ချက်စီတင်ကဒီယူရိုတန်50ကိုဒါကျွန်တော် club ball ကမနိုင်ခင်မှာ match လုပ်သွားနိုင်တယ်ဆိုပြီးတော့ဒါ David Austin ကသူ့ရဲ့ Twitter channel မှာရေးသားထားခဲ့တယ်ပြီးလည်းပြီးတော့ဒါ Fabrizio Romano ကသူ့ရေးသားထားခဲ့နောက်တစ်ချက်က Jimmy Giddens ကဒါကျွန်တော်တို့ချက်စီအသင်းကိုသဘောတူညီမှုရသွားတယ်ခုနှစ်နှစ်တောင်စာချုပ်ချုပ်မဲ့2030နှစ်အထိဒါကစားသမားကပုတ်ကူရေးရာသဘောတူညီမှုရထားတယ်လောက်ခလာဆိုလည်းအရင်ကြီးမမြ များဘူးဒါကျွန်တော်တို့ Jimmy Giddens ကိုတိုင်ကလည်း Chelsea အသင်းကိုရွေးချယ်ပြီးသားဖြစ်တဲ့ကြောင့်မလို့ Chelsea အသင်းကိုသူကပြောင်းချင်တယ်အဲပြောချင်တာရှင်းရှင်းလေး Chelsea အသင်းနဲ့ဒါကျွန်တော်နောက်ဆုံးဒါကလပ်ဘောကလည်းမတိုင်သေးဘူးဒါကလပ်ဘောက tax လည်းဖြစ်ချင်တာဖြစ်ပါစေတော့မမေရ Chelsea အသင်းကဒီကစားသမားကိုဘယ်လောက်ထိလိုချင်လဲဆိုတော့ Mike Nyan တော့က၄သန်းกว่าတောင်မပေးတဲ့ Chelsea အသင်းနေနဲ့ Jimmy Giddens မှာ okay ဒါဆိုရင်တော့ခုနလက်ရှိမှာဒါ transfer market မှာလည်း Jimmy Giddens ကဒါကျွန်တော်35သန်းပေါက်တဲ့အသင်းသင်းပေါ့နော်အဲ့ဒါကို35သန်းပေါက်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်အဲ့တော့ ဒီကစားသမားကဒါချက်စီအသင်းကဒီ35သန်းသူ့ရဲ့တန်ကြီးရှိတော့ဆိုတာကမ်းလန့်နေချက်စီဘက်ကဒါကျွန်တော်တို့ဆို ဘူရူရှာဒေါ်မွန်ဘက်ကနေပြီးတော့ညင်းပယ်ခဲ့တယ်။ညင်းလဲညင်းပြီးတော့ဒါကျွန်တော်ချက်စီတင်တယ်။ Okay club walker မှာငါ left wing ကောင်းအောင်လုပ်တယ်။ Sancho လည်းပြန်သွားပြီလက်ရှိမှာ Tyree George ရဲ့ဒါကျွန်တော်တို့တည်သလောက် net တိုးရဲ့ဒါကျွန်တော်ဘူရူရှိမယ်။ Maduiki ရဲ့ဒီကစားသမားပဲရှိမယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်။တို့အနေနဲ့တို့ဘက်ကလည်းစဉ်းစားမယ်ဗျာ left wing ကစားသမားတစ်ယောက်အရန်လူနေတဲ့အနေထားမှာ Okay အဲ့ဒါဆိုတော့ငါတို့ Jimmy Giddens ကိုဒါကျွန်တော်တို့ club walker ဒါမနစ်ကတော့နောက်ဆုံးဒိတ်အမိလောက်ကြမယ်ဆို Jimmy Giddens ကိုတို့အနေနဲ့ Euro 50တရဝင်ကန့်လန့်ခဲ့တယ်။ ါပေမဲ့ဘယ်တော့ဒီစောက်ကြီးရုပ်လဲဆိုဘိုရူရှာဒေါ်မွန်ဆိုတဲ့ဗောနော်ဒါဒီလာဘိုရူရှာဒေါ်မွန်ဆိုတဲ့အသင်းကအဲ့တိုင်းပဲမမေ့ရကျွန်တော်ဂျေဒင်ဆန်ချူရဲ့အပြောင်းရှင်းမှာဘိုရူရှာဒေါ်မွန်ကိုဒါကျွန်တော်တို့တော်တော်လေးကိုတည်သွားတယ်တော်တော်လေးကိုဒါသဘောပေါက်သွားတယ်ဆန်ချူရဲ့အပြောင်းရှင်းမှာသူတို့လူချင်းနဲ့အပြောင်းရှင်းကိုတပြားတစ်ချက်ရအောင်ယူရတဲ့အသင်းတဲ့ဒါပေမဲ့တော့ကမမေ့ရတာဆန်ချူကိုလည်းပြန်ခေါ်ဒါသူနာပေါ့ဆိုဟာခမရသူတို့ကလပ်လေးရောက်ကဟာဆန်ချူကဘလို့ကောင်းတာဘာညာမမေ့ရယူနိုက်တက်ကတော့စာချုပ်အပီးသက်ခေါ်ပိုင်ခွင့်ဆိုတဲ့စာချုပ်ပါတယ် ဆန်ချိုခေါ်လို့လည်းမခေါ်ဘူးနော်အဲ့ဒါတော့ချန်ပီယံလိဖိုင်နယ်တက်ထားပြီးပတ်စံလေးအပေရထားတဲ့အသင်းနော်အေးအခုချိန်လည်းကြည့်လိုက်တာကျွန်တော်ဘူရီရှာတော်မွားကစားသမားတွေကိုရောင်းပြီးဆိုရင်ခင်ဗျာကြည့်လိုက်ဘက်တော့မှပေါင်တန်း90အောင်မရှိဘူးအေးအဲ့တိုင်းအခုလက်ရှိမှာဂျီမီဂစ်တစ်အဲ့တော့သူတို့ဘက်ကအစကတည်းကယူရိုတန်း90ကိုဒါပေမဲ့ချယ်ဆီကတကယ်လည်းဒီကစားသမားကိုကလပ်ဘောကအမိလည်းတကယ်လည်းလူတယ်လည်းသိရော65တန်းပိုတောင်းပြီးခေါ်ပလိုက်တယ်ခင်ဗျာ အဲချက်စီပြိတ္တရမကိုကတော့တော်တော်လေးအဲ့လိုမဟုတ်အခုလက်ရှိမှာဂျာမန်ကလပ်တွေနဲ့ပတ်သက်ပြီးရင်ဒါဂျာမန်ကလပ်ဟိုထပ်ပါဟိုလီဗာကူဆင်ကတော့ဒါကျွန်တော်ဖလော်ရီယန်ရစ်ဆိုတာကျွန်တော်တမိပေါက်တယောက်ထုံးမလို့ဒါကျွန်တော်နားလေလို့ရတယ်ဗျာโอเคဒါလက်ကန်လို့ရသေးတယ်ဂျီမီကင်းနဲ့ဆိုတာဗျာကျွန်တော်မှန်တိုင်းပြော no offense ဘလူးဂျီတော့ဒေါ်မွန်ကဒါကျွန်တော်၃နှစ်တခါထွက်ထွက်နေကြတောင်မန်ကစားသမားတွေလူပုံစံမျိုးတွေတယောက်ဖြစ်တယ်ဒါတို့နဲ့အဲ့ကုလဂျီမီကင်းချဲစီတဲ့ကတောင်မန်ကြီးပဲဆိုပြီးဟာဘိုရူချာဒေါ်မွန်ကတောင်မန်ကစားသမားတွေရောင်းတဲ့ပတ်စံကြီးပဲလုပ်မယ်ဆိုတော့အသိတသိပြန်ထောင်လို့ရတယ်ခင်ဗျာ ကျွန်တော်ပြောရသေးတယ်အဲ့တော့တကယ်တမ်းပြောဆုံးရမယ့်ကျဘိုရီရှာဒေါ်မွန်လေးလာကျွန်တော်ကျွန်တော်လေးအပြောင်းအရွှေ့မှာလေးလီဗိုင်းကအိမ်မတမ်းမဆိုးရိုက်မှတာဘိုရီရှာဒေါ်မွန်ခင်ဗျာပူဆိုးတယ် ပိုဆိုးတယ်။သူများစီစီကနှိုက်မယ်ဆိုအလကားစီနဲ့အကုန်နှိုက်တယ်။မမင်းရနော်။သူတို့အသင်းမှာတကယ်ကိုခြေစွမ်းပြတယ်လမ်းပြန်ထွက်နေတယ်ချော်စီရပဲနော်။ EM Medicine နော်။မမင်းရအဲ့တော့က73သန်းလား20လားမသိပတ်ချလဲဝိညာဉ် EM Medicine ဝယ်ယူပိုင်ခွင့်ရှိတယ်။ပိုရူရှားဒေါ်မွန်တခုမှမဝယ်ဘူးနော်။ Champion League finalist ဖြစ်သွားတဲ့အသင်းကကစားသမားအဲ့မမေရဆန်ချိုကို Madison ကိုနှစ်ယောက်လို့ Champion League final ကိုတက်သွားတာ Madison ဆိုအဲ့ဒီနှစ်ကတည်းကကျွန်တော်ဗိုလ်ဒိချာတော်မှာလမ်းပြန်ထွက်နေတာပဲ ဲ့နှစ်ကအမက်ဆန်ကိုကျွန်တော်ဖတ်မဲ့ရချက်စီးစီကမဟုတ်ဘောက်ဈေးကြီးလူတဲ့ပြီးလည်းပြီးတော့ဒါကျွန်တော်တာတက်တို့အုပ်စုကိုထုတ်ပြီးဒါအခုချိန်ဒီပြန်ဥမမော့တာအခုချိန်ဒီတိုင်ပတ်နေလုံးပဲဘူရီရှန်တော်မောအဲ့တော့ဒေါ်မောကတော့ကျွန်တော်အသင်းတင်းရဆိုတော့ကျွန်တော်ဒါဟိုဘွန်ဒက်စီကမှာဒါကျွန်တော်ဘိုင်မြူနစ်တို့ဘောက်တက်ဆိုင်တော့အရင်တော့ကပူကျက်ဒါပေမဲ့ကြာလေကြာလေအဲ့ဒီအသင်းကြောင့်နားလေခဲ့ပြီးနောက်ပိုင်းပေါ့နော်ကိုရီးယားနည်းနည်းလေးချင်တယ်ဗျာဟုတ်ဆိုအခုကအပြောင်းရွှေ့ဆိုတော့လောက်ရမှာပဲကိုအသင်းကိုကြာအောင်ဒါပေမဲ့ခုနကပုံစံပဲလေဂရီတီလေဟုတ်တယ်မလားချက်စီကိုဒါကျွန်တော်ယူယူတန်း90ခေါ်ထားတယ်ဟိုဘက်ကလည်း okay ငါတို့က level ကစားသမားအရင်လိုချင်လို့ okay နောက်ဆုံးရမှာ90ပေးတယ် ေးလဲပေးတယ်ချက်စီးဘက်ကဒီညမှာမဖောက်ဗျာချက်စီးသိန်းကလိုတဲ့အသေးသေးနဲ့သူကဟိုဘက်ကတောင်းတဲ့စီးပေးတယ် transfer market မှာဒီ chart တက်ကယူရို35သန်းပဲရှိတယ်အဲ့တော့ချက်စီးသိန်းကအခုလက်ရှိမှာဒါကျွန်တော်တို့ club walk up ပြီးရင်တော့ jimmy giddis နဲ့ပတ်သက်ပြီးတော့ပြန်လည်ပြီးတော့ trial မှာဖြစ်တယ်ဘာလို့ဆိုကစားသမားနဲ့ပုံကိုကြီးရသဘောတူညီမှုရပြီးသားဖြစ်တဲ့အပြင်ကစားသမားကလည်းသူ့ကိုခေါ်မယ်လို့ဒါတရားဝင်အသိပေးထားတဲ့အတွက်ကြောင့်မို့ချက်စီးသိန်းကတော့ jimmy giddis ကိုဒါကျွန်တော် borussia dortmund နဲ့ဒါကျွန်တော်တို့အဲလာမယ့်ဒါကျွန်တော်တို့ အပြောင်းရွှေ့ပေါ့နော်16 ID ကစာပြန်လဲပြီးထွားအဲ့ဒါပေမဲ့ at least Jimmy Giddens နဲ့ဒါတရားဝင်ချုပ်ပြီးဆိုရင်တော့မှ Club World Cup မှာ register လုပ်လို့မရတော့အကောင့်လေးကတိုင်ပတ်တော့အဲ့တော့ဟဲဒါခါကြရင်နားမလဲပေါ့ဗျာဒါအသင်းကြီးရဲ့အလုပ်လုပ်ပုံတွေဒါဆောက်ဟိုလည်းအဲ့တော့မလဲဟိုချက်စီးသင်းကလေဘလောက်တော့မှဒီကကျွန်တော်နားလဲလဲဆိုချက်စီးသင်းရဲ့ Giddens ကိုအရန်လို့ခြင်းမှာကျွန်တော်သိပေါ့တော့ချက်စီးသင်းက Mike Nyang ကိုညင်းခဲ့တဲ့နေရာမှာ၄တန်းกว่าတယ်၄တန်းကိုချက်စီးသင်းကဘာလုပ်ခဲ့လဲ AC Milan ကသူ့အသင်းကို club walker ဆော့မှုလို့၄တန်းပူတော့နေအေးမင်းတို့နဲ့မဆော့ဘူးမင်းတို့အတွက်မလုပ်ဘူး transfer မှာဒိုးกว่าဆိုတဲ့ပုံစံမျိုးသူလုပ်သွားတာတကယ်လည်း Jimmy Ginnes က okay ငါတို့ကဒီကစားသမားလေးလူတယ်ဒီကစားသမားအသင်းအတွက်ရန်ကြီးကြီးတယ် okay 55တန်းနဲ့55တန်းကွာပေးလိုက်กว่าဆိုတဲ့ euro 90ပုံစံမျိုးမမေ့ရတို့က fix fee ကိုတော့မှ euro 45တန်း plus 5တန်းပြီး45တော့တို့ရစ်ချပေးမှာမဟုတ်ဘူးနော်45ကိုတော့တို့က down payment ဝုန်းတိုင်းကိုပေးမှာခါရမကြည့်အေးပြော ြည်ခမကြည်နေဘယ်လင်ဟန်ညူလဲသူတို့ရောင်းပြပါလိမ့်မယ်ခမကြည်နေခမကြည်နေခမဘယ်လင်ဟန်ညူကိုရောင်းပြအောင်မခမ အဲ့တော့ဟိုဘိုရီရှားဒေါ်မွန်နဲ့ဒါကျွန်တော်နောက်ပိုင်းကျအလုပ်မလုပ်တာကောင်းတယ်လို့မြင်အဲ့တော့ချက်စီးသင်းကဒီနေရာပြဿနာတက်တာခုလက်ရှိဖတ်လာကပက်ထရိုဗစ်တို့ပါလေကလပ်ဘောကဲဒါကျွန်တော်တို့ registration နဲ့မှပါမသွားလို့သိရတယ်အဲ့တော့လက်ရှိမှာချက်စီးသင်းရဲ့ကလပ်ဘောကဲဂိုးသမားကလည်းဆရာကြီး Robert Sanchez ပဲဖြစ်သွားမယ်လို့သိရအဲ့တော့ဒီအတိုင်းဆိုတော့တေချာတာဒါကျွန်တော်ချက်စီးသင်းနဲ့ဒါကျွန်တော်16ရက်နေမှာပက်ထရိုဗစ်ကိုလည်းရောင်းချသွားဘူးတဲ့တေချာတော့ဖြစ်သွားပြီ Robert Sanchez ကအသင်းမှာဆက်နေဘူးတဲ့တေချာတော့ဖြစ်သွားအဲ့တော့ဒီစနစ်ကတော့ Azumuresca ရဲ့စနစ်လားဒါမှမဟုတ်တာကျွန်တော်တို့ sorry ပါ အဲဆိုမိုရက်စကာရဲ့စနက်လာဒါမှကျွန်တော်တို့တိရသလောက်ဗာလေတော့ဘူလူတို့ရဲ့စနက်လာဒါကိုကျွန်တော်တို့ချက်တော့ဒါကြည့်ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဘယ်လိုပဲပြောတာကျွန်တော်တို့မနက်ပြောရမယ်ဆိုရင်ချက်စီပြိသက်တွေစကျွန်တော်တို့ဘူရီရှာတော့မို့ဒါကျွန်တော်ဒီနေ့အေးပေါ့ဒီနေ့တရင်နေဖတ်ပြီးခဲ့ရောတော်တော်လေးကိုဒါဒေါ်လာထွက်နေတာဖြစ်ပြီးတော့ဟာတော်တော်အားကုန်တော့များတယ်လို့ပဲတလုံးနဲ့မြန်မာလူပဲစူပါမှာပေါ့နော်အဲ့ဒီအဲ့တော့ထားပါတော့ပါပဲ ဘလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တို့နဲ့ db4u တို့မှာကျေလူစံပေါင်းကိုညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0တို့နဲ့ db4u တို့နဲ့လေးတွေကိုထည့်ပေးထားတဲ့ပြကျွန်တော်ကကိုညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်။အောက်က comment တွေထဲမှာ youth sport media 3.0တို့နဲ့ db4u တို့ရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးကကိုညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာ ်ကလစ်မှာအမြန်နေမှာဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ဒေးဗောက်ပဲဗျ